ကျော်ကအနေနဲ့ဒီပန်းလေးကိုဘယ်ကိုတင်ပို့ရောင်းချအောင်ဗျအဓိကကျွန်တော်တို့ဈေးကွက်ကတော့ရန်ကုန်ပေါ့နော်ရန်ကုန်ကိုကျွန်တော်တို့တာနဲ့ထည့်ပြီးတော့ရန်ကုန်ပို့ရဲနော်အဲရန်ကုန်ပို့ပြီးတော့ကြံတဲ့ဟာကိုကျတော့ဒီရွာထဲကိုပဲမန္တလေးပွဲစားနေပြီတော့ပွဲစားအဲ့လိုမျိုးကြောက်ဆယ်ဘက်ကပွဲစားတွေလာတယ်ပေါ့နော်အဲ့ဒါကိုတဆင့်ပြန်ရောင်းလဲပေါ့နော်အဲဆိုတဈေးကိုဘလော့လော့ရအောင်ဗျအကြီးအသေးမှမူတီမှာပေါ့နော်ကျွန်တော်တို့ကပန်းကိုခုတ်ပြီးပြီးဆေးပြီးပြီး ဈေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစိုက်ခွဲလိုက်တာပေါ့နော်ဒါကတော့ဟို30စိုက်ဒါကတော့35စိုက်ဒါကတော့40စိုက်ပေါ့နော်အဲ30 35 40ဆိုတဲ့စိုက်ကဘယ်မှာခွဲလဲဆိုကျွန်တော်တို့တာထက်ထဲတဲ့အချိန်ပေါ့နော်ဒီအနှံတော့ကြီးတဲ့အတွက်ဒါကတော့တရာဟို30ပဲထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်လာတော့30စိုက်လို့ခေါ်တယ်အာဒါတော့30အောက်ကိုနည်းနည်းသေးတယ်ဒါကတော့ကျွန်တော်တို့35စီးဟိုအစီးကြီးထည့်တဲ့ပုံမှာမူတည်ပေါ့နော်35စီးထည့်မယ်ဆိုရင်တော့35စိုက်လို့ခေါ်တယ်ပေါ့နော် အဲ့လိုမျိုးခွဲပြီးတော့ကျွန်တော်တို့ရန်ကုန်ကိုတင်တာတော့30စိုက်တင်တယ်35စိုက်တင်တယ်40စိုက်တင်တယ်45စိုက်တင်တယ်ဘောနော်လေးစားတင်တယ်ဘောနော်တော့ထွက်လာမဲ့အသေးဆုံးဒီ90စိုက်လို့မျိုးဖြစ်သွားတဲ့ဟာကိုကျတော့ကျွန်တော်တို့ရန်ကုန်မတင်တော့ဘူးဒီရွာထက်ဈေးကွက်မှာပဲရောင်းလဲဘောနော်အဲ့ဒါကြတော့ဈေးကွက်လို့ပြောမယ်ဆိုကျွန်တော်တို့ဝါဆူလာပထမအဦးဆုံးတရာတင်တာ30စိုက်ကိုတသိန်း8000နဲ့5000ရတယ်တရာဝါဆူလာဟုတ် အခုကြာတော့ဘလော့ရလဲဆိုလို့ရှင်အခုက30ဆိုင်မှာ6000တော့ပဲရတော့တယ်ဒီအခင်းကကျွန်တော်တာ60လောက်ခုတ်တာရောဆရာတာ60တာ60လောက်ခုတ်တော့အနည်းဆုံးကကျွန်တော်တို့အဲဒါ90လောက်ရတယ်ဒီတခင်းကဟောဝါဆိုဦးတစ်ချက်ပဲအဲ့ဒါဘာလုပ်ပြီးသားလေးဆရာကားခါနှုတ်ပြီးပြီပွဲစားသူ့ဖို့ယူပြီးပြီ ပြီးမှကျွန်တော်ပြန်ပေးတဲ့သစ္စာတသိန်းခွန်နဲ့သုံး9000ဆိုကျွန်တော်အဲ့ဒီကတသုံးပြန်နှုတ်ရင်ကျွန်တော်တသိန်းရှော့ပေါင်း9000တွေကျွန်တော်အတတင်ရငွေပဲတသုံးကဘာနှုတ်လဲဆိုတာဖူးက6500နှုတ်မယ်ဖက်ဖူးနှုတ်မယ်သတင်းစာဖူးနှုတ်မယ်အလုတ်သမားခနှုတ်မယ်ဆိုရင်တသုံးနှုတ်လိုက်ပြီတတအဲ့ဆိုလို့ရှိရင်အဲ့တသိန်းရှော့တောင်းလုံးကကျွန်တော်တွေရငွေလေအခုက6000ပဲရတယ်ဆိုတော့ဟိုကတသိန်းရှော့တော့ဆိုသုံးတတတာလို့ရှိနေတယ်လေဟိုကကျွန်တော်ဆိုတော့ပါတယ်လုံးလဲกว่าပါတယ်ပါတယ်လုံးလဲกว่าပါတယ်ဟုတ်တယ် ဘာဆိုဦးတော့ပေါင်းများများထက်ရှင်တာအမှန်ပြောလို့ရှင်ဘယ်ဘောင်းနဲ့ဆက်တင်လို့တကယ်တက်လာပြီးတော့ဖြစ်ွားခဲ့ပြီဆိုလို့ရှင်ခွာတော့ဒီကျွန်တော်တို့ကဖြီးပြီးသားအပင်ပေါ်မှာဆွဲတာကိုကျွန်တော်ကငယ်ပြားမဆွဲခဲ့ဘူးလေဟုတ်ကြတော့ခဲ့တာအဲဆိုငယ်ပြင်းလို့ support လုံးဝရဲဆွဲတင်လို့ဆရာပြောလို့လို့ဒါအပင်ကကြီးထွားမှုတော့ကောင်းပြီးတော့ဘာဆိုဦးတော့များများခုန်နှိမ်မယ်ဆိုတော့သူကထောပြီဆရာအဲဆိုဒီပထိန်ကိုရတီအပင်အချိန်လို့စာမြင်ပဲအချိန်မှာဆုံးနေတာ ပရင်ကိုပန်းဆက်ဆက်ပေါ်တာတော့ပန်းဆက်ထွက်တာပေါ့နော်ပန်းဆက်ပေါ်တာတော့မိုးစောနေဆိုတော့ကျွန်တော်တို့နေုံနေုံလတ်လတ်တိတော်လတ်ဆန်းအော်လတ်တိတော်ပြီးတော့ဆိုကျွန်တော်တို့ကပရင်ကိုပန်းအဆရပြီပေါ့နော်အဲ့နေပဲထိကြလဲဆိုရင်တော်သင်းလတ်သတင်းကျုလတ်လတ်ဆန်းလောက်ထိတော့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်အခင်းဆိုရင်တော့အခုဒီဒူတီလက်ကဆရာဒီလာပြီးတော့ဟိုကြောင်မုံလေးလည်းတုံးကြည့်ပါဦးဆိုလို့ကျွန်တော်အဲ့လိုမျိုးတွေလိုက်တုံးထားတာဖြစ်တဲ့အတွက် ကျွန်တော်ရှင်းရတော့သတင်းကျူလာဆန်းလာပြည့်နာတိခောက်ရမယ်လို့တော့ကျွန်တော်မျှော်လင့်ထားတယ်ဘောနော်။ဘာလဲဆိုတော့ not pain secret ရှင်းရတော့ကျွန်တော်ရှင်းရတော့ခောက်ဖို့ကြောင်အောင်မယ်လို့မျှော်တယ်ဘောနော်ကျွန်တော်တော့အပြင်ကိုကြည့်ကြည့်တော့လေသတင်းကျူလာဆန်းတော့ရောက်ရမယ်ပုံမှန်ရှိနေသေးတယ်ဘောနော်ကျွန်တော်အချင်းအနေနဲ့တော့တခြားခင်းတွေဆိုရင်တော့ဒါဟိုကျွန်တော်ကြည့်ကြည့်မိတာတော့တချို့ခင်းတွေဆိုအပြင်မကြံတော့ဘူးလို့ပြောတယ်ဘောနော်ဒါပေမဲ့လို့ကျွန်တော်ခင်းရတော့ချီတော့ရှိနေသေးရယ်ဘောနော်အပြင်ကတော့ဘလော့စားရမယ်ဆိုတာတော့ မိုးပေါ်မှာလည်းနည်းနည်းမူတည်မယ်ဘောနော်ဆရာဒါမိုးများထရွာဆိုင်မှာထားကောင်းခဲ့မယ်ဆိုရင်တော့ပူစားဖို့ရှိသေးတယ်ဘောနော်ကျွန်တော်ဟာဟိုဒီဘန်းတာရီခုတခုလက်ရှိတိဘောနော်ဟိုဘန်းအတာဘလော့ကြီးရအောင်ဗျဒီကျွန်တော်စိုက်ထားတဲ့နှစ်တိုင်ပေါ့နော်အာတက်သမ80လောက်ရှိတဲ့အခင်းကနေကျွန်တော်ခုတ်လိုက်တဲ့ခုတ်ပြီးပြီးရန်ကုန်တင်ဖို့ရောင်းချပြီးတဲ့တာအီအတွက်ပေါ့နော်တာအီအတွက်ကတော့အနည်းဆုံး140 130လောက်တော့ရှိပြီ130 140လောက်တော့ကျွန်တော်ခုတ်ပြီးပြီပေါ့နော် အဲနောက်ထပ်အနေနဲ့လည်းကျွန်တော်ဒီအခင်းအနေပြီးတော့အ ਨੇ ဆုံးတော့တာ80လောက်ထပ်မှန်းတယ်ဘောနော်ဘာလို့လဲဆိုကျွန်တော်ဒီအခင်းကိုတာ300အရာလို့မှားထားတာဖြစ်တဲ့အတွက်ဘောနော်ကျွန်တော်မှားချက်တော့ပေါ့မယ်လို့တော့ထင်တယ်ဘောနော်ဒါကကျွန်တော်ရန်ကုန်ကိုတင်ပြီးရောင်းချတဲ့တာကိုပြောတာဘောနော်ဒီကြားထဲမှာဒီခဏနေရကျွန်တော်ပြောတဲ့အချိန်မှာပါတယ်90 site ကို site အသေးလေးကိုဒီရွာမှာရောင်းစားတာတော့မပါသေးဘူးဘောနော်ဟုတ်အဲ့ဒါတွေရောချက်တင်မယ်ဆိုရင်တော့ဒါကတော့အဲ့လိုမကဘူးဖြစ်နေမှာဘောနော် ဒီဘန်းပထင်ကိုဘန်းမျိုးတွေကြတော့ဘယ်လိုယူဘူးဗျကျွန်တော်တို့မျိုးကြတော့ဒီအများစုကတော့ကိုမျိုးနဲ့ကိုတုံးကြတာများတယ်ဘောနော်ခုကျွန်တော်ဆိုရင်ဒီကောင်ဒီဒီနေ့စိုက်တဲ့ဘန်းမဟုတ်ဘောနော်မနစ်ကစိုက်ထားတာဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်ဒီဘန်းဥကိုကျွန်တော်ပြန်တူးမယ်ဘောနော်ပြန်တူးပြီးတဲ့အချိန်မှာကျွန်တော်အတွေ့လာမနစ်စိုက်ဖို့အတွက်ကျွန်တော်ထားမယ်ပြီးလို့ရှင်ပို့ရဲဟာကိုဝယ်သမားရှင်လည်းကျွန်တော်ရောမယ်ဘောနော်ကိုမျိုးနဲ့ကိုပဲလဲပန်းနေတယ်လို့ပြောလို့ရတယ်ဘောနော် မြို့ဦးကမနှစ်ကပေါက်သေးစံတော့ဆရာဒီပေါက်ဥဝမှုတီးပြီးတော့ဆိုကျွန်တော်တို့အခင်းလိုမျိုးအတိအပြောင်းနဲတဲ့အခင်းဆိုရင်တော့တူ2000လဲ2500မှာရှိမယ်တပိုက်သားအော်အဲ့လိုမဟုတ်ဘဲနဲ့ဟိုမတီးတဲ့ဟိုအတိပြောင်းတွေလည်းရှိထားတဲ့ကိုကတိတ်မကျဲဘူးဆိုတော့ဈေးနည်းနည်းပေါ်သွားတာပေါ့ဆရာအဲ့လိုတော့ဖြစ်မှာပေါ့ဆရာဒီဝယ်တဲ့လူတွေကတော့ပန်းခင်းရဲ့အတိအပြောင်းရှိမရှိကိုပို့ပြီးတော့ဂယူဆိုင်တယ်လို့ပြောရမှာပေါ့ဆရာဟုတ်အော်ကျွန်တော်အခင်းကတော့ကျွန်တော်လာမယ်နေ့ ရောင်းစားဖို့တော့ရအောင်မယ်လို့တော့မျှော်မှန်းထားတယ်ကျကျွန်တော်စိုက်ဖို့ကတော့အချိန်ကျွန်တော်ကလာမယ့်နှစ်လည်းဒီခင်းလောက်ပြန်စိုက်မှဆိုတော့အချိန်300လောက်ထားပြီးပို့ရဲဟာတော့အကုန်ထုတ်ရောမှာပေါ့နော်ကျွန်တော်ဘလောက်ထွက်မယ်ဆိုတာတော့တူးကြည့်မှာပဲအဖြစ်ထွက်မှာပေါ့နော်ဒီပန်းခင်းနဲ့ပတ်တယ်မြေပထင်ကိုနဲ့ပတ်တယ်မြေပေါ့နော်အခြားတောင်သူတွေအကြညာပြပေးပါဦးကျွန်တော်အကြညာပြရှင်တာတော့တချမ်းတောင်သူတွေအနေနဲ့လဲပေါ့နော်ဒီ အားသေးတွေရောဘာတွေကိုချက်ကိုဒီပင်ညှို့ပင်တွေဖြစ်နေခဲ့တဲ့ဆိုတော့ပန်းခင်းတိုင်းပန်းခင်းတိုင်းရောဘောတော့ပန်းဆိုင်တဲ့တောင်သူအနေနဲ့ကတော့ကျွန်တော်တို့ဒီကျွန်တော်တုံးခဲ့တဲ့ bio trico ရော bio bay silat တို့ကိုမဖြစ်မနေတုံးတုံးတုံးဆွဲစီရှင်တယ်ဘောတော့ဘာလို့လဲဆိုရင်ကျွန်တော်တို့အာ safe ကုန်ကြစရာအနေနဲ့လည်းကျွန်တော်တို့မှတက်ပါတယ်အဲ့ဒါမှမဟုတ်အပင်အတွက်အပေအပွားကိုလည်းကျွန်တော်တို့ကတကယ်ကြီးကိုရှော့ရှားနိုင်တာဖြစ်တဲ့အတွက်သုံးစီရှင်တယ်ဘောနော်။နောက်ပြီးကျွန်တော်ဖြည့်ပြီးပြောရှင်တာကတော့ဒီ ဆေးထုတ်လို့ဖြန့်ဖြူးနေတဲ့ဒူကြီးလက်အဖွဲအစည်းအနေနဲ့လဲပေါ်တော့ဒီဆေးကိုအခုဖြန့်နေတယ်လို့ပဲအာကြီးရွာတွေကိုလိုက်ပြီးတော့ဖြန့်စီရှင်တယ်ပေါ်တော့အဲ့လိုမျိုးပဲနဲ့ဒီဆေးကိုကြီးရွာတွေလိုက်မဖြန့်မဲနဲ့ဆေးစိမ်တစ်ခုမှတင်ပြီးရောင်းလဲအမျိုးဆိုတောင်သူတွေနဲ့လည်းအာလက်လှမ်းဝေးဝါးနိုင်တယ်လို့ပေါ်တော့ဒီသုံးဆွဲရတဲ့ဟာလည်းဈေးနှုန်းတွေအပြောင်းလဲဖြစ်သွားမှာစိုးလို့ပေါ်တော့အဲ့လိုလေးတော့ကျွန်တော်ပြောရှင်းပါတယ်ဗျဟုတ်ကဲ့ ကိုလိုဟာဇက်ရှင်လက်ရှိဆင်ပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီကိလေအနေနဲ့နော်။ဟုတ်ကဲ့။ဟောဆရာအနေနဲ့လည်းအမြဲတမ်းလိုယူအောင်ကင်းစင်ပြီးတော့အခင်းလေးကိုလိုက်ကြည့်ပေးပါဦးလို့ပြန်လဲတောင်းဆိုရှင်ပါသေးတယ်ဆရာ။အာဟုတ်ကဲ့ဗျာကျွန်တော်ဟိုစူးစမ်းပြီးဆောင်ရပေးနေပါတယ်။ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့။ကီပါမှအဖြစ် တွန်သူဥကြောကဏ္ဍမှာတူကြည့်လက်စိတ်ပြေးရေးစီးနေပတ်သက်လို့ရွံချဖို့အတွက်ကျွန်တော်တို့ထားရှိခဲ့ပါတယ်အခြားတွန်သူများလည်းအခြားတိနာများမှာဝယ်ယူသုံးဆွဲခြင်းနဲ့ဆိုရင်တွန်သူဥကြောကဏ္ဍမှာဝယ်ယူအပ်နိုင်ကြောင်းပြောကြားရှင်းပါတယ်ခင်ဗျ